မင်္ဂလာပါရှင်။ရန်ကုန်သူ Oreo Channel ကကြိုဆိုပါတယ်။ကျမကတော့တင်ဆက်သူဂျူလိုင်ပါ။ဒီနေ့မှာတော့စာရေးဆရာမကြီးမဆန္ဒရဲ့ပက်ကီဆိုတဲ့ဝတ္ထုဒုစလန်းလေးကို နားဆင်ခံစားရမှာဖြစ်ပါတယ်။ပက်ကီပက်ကီတထဲလောက်ဒိုချင်းနေသည်မှာကြားစာချပြီ။ပက်ကီဟူသည်မှာယခုနောက်ပိုင်းတစ်နှစ်နှစ်နှစ်ပိုင်းလောက်ကမှခေတ်စားလာသော6တောင်ပါတိတ်ဖြစ်လေသည်။ အနံက2တောင်တော့အလျားက6တောင်ဆိုတော့ထမိန်တစ်ထည်အင်ဂျီလက်တူတစ်ထည်အပြင် blouse အင်ဂျီတစ်ထည်ထည့်ရသေးသည်အကယ်၍ဝေရဲရင်တော့မိမအတွက်ထမိန်တကွင်းချက်ပြီးကြံအစကိုယောက်ျားကရှက်အင်ဂျီချုပ်ကစင်တူဝင်နိုင်ကြသေးသည်အပွင့်အစင်တွေကခက်ကြီးကြီးခရဲရဲဖြစ်တော့လေအယောင်သွေးကဆိုးလာတော့လှမျိုးခင်မျက်စိရဲတော့မြင်မြင်သမျှပက်ကြီးတွေအကုန်လှနေသေးသည် အကုန်လှနေတော့လဲယခုထိတထဲမှမရသေးသည်ကခတ်လာသည်မရသေးဆိုဈေးကလည်းကြည့်ပေါ့ပေါ်စားတော့က300ကျော်400နာကတ်နေသည်ယခုနောက်ပိုင်းတဖြည်းဖြည်းဈေးကျလာတော့လဲ300နာကတ်နေစေဖြစ်သည်တနေ့တုန်းကတော့တဖက်အိမ်မှနီနီလိုင်းဝယ်လာသည်ကတော့250ခုပြောသည်ပက်ကြီးတွေဈေးကျလာပြီမောင်ကြီးနီနီလိုင်းဝယ်လာတာ250တဲ့ဟုသူကပြောတော့ ိမ်ကလူကညနာကို မတိမသားမဲ့သည်ကြားတဲ့ဈေးကလည်း250ရဲလားกว่าဟု ဆိုလိုဟန်ရှိမှန်းသိတော့လဲလာမျိုးခင်ကစကားနဲ့ရန်စဲမတိချင်ဟန်ဆောင်နေလိုက်သည်သူတခွန်းငါတခွန်းစကနိုင်လူနေုံနဲ့သူလိုချင်သောပက်ကြီးကလက်ထဲရောက်လာမည်မဟုတ်ငွေ250ဟူသည်မှာမနှဲဘူးဆိုလဲဟုတ်နှဲသည်ဆိုလဲဟုတ်လေသည်အရေးကြီးသည်ကတော့ပေရန်သားဖြစ်သည် ဆင်းရဲသားပေးတဲ့နှစ်တိုင်းမှာက အလွန်များပြီးလူချမ်းသာပေးတဲ့နှစ်တိုင်းမှာကဘာမှပြောပတ်လောက်တော့ငွေမဟုတ်ပြီးလာမျိုးခင်တို့ကတော့မရှိမရှားရကဖြစ်သည်အိမ်ကလူကလက300ကျော်ကျော်ရသောရုံးမူတန်းဖြစ်သည်လကကတော့300ကျော်ကျော်ပဲဟူသောစကားကိုခမမော်လေးပြောနိုင်ခဲ့သည်သာသမီကနှစ်ယောက်မို့စုနိုင်ဆောင်နိုင်စိတ်ငကပန်းနိုင်ခြင်းမရှိခဲ့တော့လေရှားတော့တိတ်မရှားထို့ကြောင့်သူများတွေလိုလဲ မဝင်နိုင်တော့လဲတထဲတလီလောက်တော့ရှိတင်သည်ဟုလှမျိုးခင်ယူဆသည်အန်တီလာတို့အိမ်မှာနောက်ပတ်တနင်္ဂနွေကျရင်ဖျားကိုစုကမဲတဲ့မိမိလှိုင်းကသတင်းပေးတော့ဘာဝေးရပါမလဲဟုချက်ချင်းမင်းစဉ်းစားမိပြီးချက်ချင်းမင်းခေါင်းကိုက်လာသည်အန်တီလာကဟိုဘက်လမ်းထိပ်မှစိန်ပွဲစားရှူပွဲစားကြီးဖြစ်သည်အယောင်ဝဲမကောင်းနှင်းလဲကောင်းစီရန်ကောင်းနှင်းလဲပို၍ကောင်းစီရန် မကြာခဏစွန်ကြွေးလိုက် ဖះကိုစုကလိုက်လှုပ်တက်လေသည်ထို့သူပြုလုပ်ခြင်းအပြင်အန်ဒီလရောင်းဝယ်ပိုကောင်းမကောင်းမသိရတော့လေမိုးလေးရှမ်းတွေပါတိတ်တွေကိုဈေးထဲမှတဆင်ယူကတအိမ်တဆင်လိုက်ပြီးလာပေးရောင်းတက်သောမခင်ဝေးကတော့တော်တော်လေးရောင်းကောင်းလေသည်ဒီရက်ကွက်ကအရေးကြောင်းရှိရင်ပိုဖိရင်ဖိကုညီတက်ကြသလိုပြန်စရာရှိရင်လေသူ့ယောက်ျားကိုယောက်ျားသူ့သားကိုသားသာမက သူ့သမီးကိုသမီး သူဖနက်ကိုဖနက်ကအစပြန်ကြလေသမို့စွန်ကြွေတခါရှိတိုင်းအစ်စ်တခါဝဲရန်ကြိုးပမ်းတက်ကြသောကြောင့်ဖြစ်သည်မဝဲလို့ရဖြစ်မလားဟိုဘက်အိမ်ဒီဘက်အိမ်အကုန်လုံးကတယောက်ထမင်းတယောက်အင်ကြီးအကုန်သိနေရအကုန်မှတ်မိနေရတရက်ကွက်လုံးကရှိရှိသမျှမိမတွေစုံနေပွဲဝှက်ပြီးသားကြီးရပြန်ဝက်သွားရင်ရှက်စရာနီနီလိုင်းကပြောရသည်သူမကတော့ထမင်းအစ်စ်အင်ကြီးအစ်စ်ကအမြဲတမ်းအစင်သင့်ရှိတတ်သည် ူမိဘကတက်နိုင်သည့်အပြင်သူကိုယ်တိုင်ကလည်းသူ့အမတဝမ်းခွဲဤဗီဒီယိုအငှားဆိုင်တွင်နေခင်းတိုင်ထိုင်ပြီးအပိုဝင်ဝေးရသည်ပြီအိမ်တော်မကြသေးတော့လဲဘာပူပင်းမှမရှိတလတလအစ်စ်ဝေးရန်အစမ်းဝေးရန်သာစဉ်းစားနေတဲ့သူဖြစ်သည်သူကကလေးနှစ်ယောက်အမေဖြစ်သည့်အပြင်မီနီလိုင်းလောက်လဲတက်နိုင်သူမဟုတ်ပေထို့ကြောင့်မပြိုင်သင့်သည်ကိုလာမျိုးနယ်ကတည်တော့လဲ ဝန်တွင်ပါဝါဒနာမှုမနေနိုင်နည်းနည်းဖြစ်ဖြစ်ပြိုင်တော့ပြန်ရင်သေးသည်အိမ်ကလူရသည်များလာကသည်အိမ်လာကအကြောင်းလာကမိသားကရေကအဆဆာနှင်းအမိနှုတ်ခေါင်းနှုတ်နှုတ်ပြီးတော့အခါတလာလုံးစားစရာစံမိုးပင်မပြေယခုလာလို့ကလေးတွေကြောင်းအဖွင့်ကျောင်းဝင်ကြီးသွင်းရစားအဝယ်ရကျောင်းစိမ်းအင်ကြီးဝယ်ရနှင့်ဆိုပါကစံမိုးပင်မကျန်းမိမိလိုက်ကိုပြိုင်နိုင်သူကတော့မျက်စောင်းတို့အိမ်ကတင်မောသားကြော်ဖြစ်သည် ို့တော့သူကတော့မပြိုင်ကြီးသူ့ယောက်ျားပို့သမျှကို အတန်အသင့်သာဝယ်ပြီးကြံထဲများဟုတော့ဈေးတွင်မင်းဖောက်တဲ့အသွင်းပြက်တဲ့သည် အစဉ်စန်းလေးတွေပိုင်ပြပါအောင်ဟုနီနီလိုင်းတို့စကားခေါ်လင်းကားဖို့စုနေလို့ဘာမှမပို့ပြပါဘူးဟုပိတ်၍ပြောတတ်သေးသည်တင်မော်တာလောက်ရတယ်ဆိုတာနိုင်ငံသားငွေရပေမဲ့ဘလောက်ပင်ပန်းလဲဘလောက်မျက်နှာငယ်လဲတတ်တတ်တဲ့သူတွေ သိပါတယ်မမျိုးရဲ့ကျမကတော့သူ့ပို့သမျှကို ပပလှလှဝစ်စာမပြည့်ရပါဘူး။အိမ်မှာစင်ကြတက်ကြနဲ့ပစ္စည်းတွေလာဝယ်ကြရွေးကြလည်းမကြိုက်ဘူး။ဒါကြောင့်ဖောက်တယ်ပဲသွင်းပြတာ။သူ့ပိုးသမျှကို ကြစ်ကြစ်ပေါင်းစုထားတယ်။အိမ်ကလေးမြေကလေးဝယ်နိုင်ရင်တော့စိုက်ပျိုးရေးမွေးမြူရေးလေးလုပ်ပြီးမိသားစုလေးတစုတစည်းရဲ့နေရောမယ်ဟု ပြောဘူးလေသည်။အလိမ်မလွှမ်းသောစကားလေးမူကြားရသည်မှာနားဝရင်ချိုးမွေးနေတော်လေ။လှမျိုးခင်ဤအတွင်းစိတ်တနေရာကတော့မိုက်လိုက်တာဟဲ့။ မတကာ၁၀တယ်ပို့ရင်၅တယ်ရောင်း၅တယ်ဝတ်ဆိုရင်တော်သေးတယ်အခုတော့၉တယ်ရောင်းပြီးတထဲပဲဝတ်တဲ့ငါနဲ့သာနေရာလဲလိုက်ချင်တော့ဟုဖြက်ခနဲတွေးလိုက်မိသေးလေသူသာတင်မောသားကတော့ဖြစ်လို့ကတော့နီနီလိုင်းတို့ပုတ်ဝတ်သွားအောင်ဝတ်ပြလိုက်မိမိထင်သည်ခုတော့နီနီလိုင်း၁၀တယ်ဝတ်လို့မှ သူက တထဲမဝယ်နိုင်ဒေါ်ရွှေနီနီလိုင်းက81တွေ90ဆောက်กว่าလိမ့်မယ်ဟုဆိုနေတဲ့အောင်ရှိလေသည် သို့သောဒီနေရာမှာတော့သာမျိုးခင်တို့ကအကစားစိတ်တဲ့အပြည့်ရှိသည်အနိုင်ရှုံးသည်ပရာနာမဟုတ်ရှင်ပြိုင်ချင်းသာအဓိကမှုတက်နိုင်သမျှတော့ပြိုင်လိုက်ခြင်းသေးသည်ခုတလောတော့ကောင်းကောင်းမင်းအိတ်မပြောခြင်းဖရာကိုစုသူပက္ကီလေးတစ်ထဲလားမောင်ဝှက်မသွားနိုင်ရင်စိတ်မချမ်းသာသောယောဂနှင့်တေးရလိမ့်မည်ထင်သည် အမေ6000ဘာတိတ်ဝဲမယ်ဆိုပက္ကီဝဲပြလင်းသူ့အတွက်ဝမ်းဆက်ယူပြီး ြံစကိုတမီးအားစကတ်ချုပ်ပေးမည်ဟု ပြောထား၍တမီးကလည်းမကြာခဏမေးတတ်သည်တမီးသည် ရှစ်နှစ်မပြည့်သေးတော့လဲအမေတမီးပြီးပြီးအလှပအဝတ်စားများကိုမမောနေတတ်ပြီဖြစ်သည်နီမီလိုင်းတို့လိုထဲလဲမဝတ်နိုင်ရင်တော့တထဲလောက်တော့ရှိခြင်းနဲ့ရင်ထဲစိတ်ထဲထိုအတွေးကသာချက်ချာလဲနေလေသည်အခုနေသားတခြားမင်းငကင်းကြီးနဲ့ဆင်းလာပြီးလိုရာဆုတောင်းစေဟု ပြောလျင်မင်းပက်ကြီးဟု အမီလေးမီလာမပြောတဲ့ခမားကတော့ပက်ကီယူယူနေပြီ ခွေယူဝယူကမှကုစီယာဆေးရှိသေးတယ်ခမားပက်ကီယူကတော့ဘလာနတ်တိဆေးမရှိပဲအမေဘာဆေးမရှိရမှာလဲဒီမှာမှတ်ထားရေချောင်းဖြစ်တဲ့ရွှွန်ကိုရေနဲ့ပဲဆေးရတယ်တဲ့ဒါကြောင့်ပက်ကီချောင်းဖြစ်တဲ့စိတ်ကိုပက်ကီနဲ့ပဲကုရမှာပဲမနက်တုန်းကတော့အင်ကလူနှစ်ပင်စကားများရသေးသည် သူကမျက်နှာထားရောအတန်ရောတင်းပြတ်သောကြောင့်ထင်သည် ဟုတ်တာပေါ့ကွာမှန်တာပေါ့ပက်ကီကြောင့်ဖြစ်တဲ့စိတ်ကိုပက်ကီနဲ့ကုမပဲကြောက်တော့မှာပေါ့ဟုပြောလေသည် သူမျက်နာကပြုံးတုံတုံမို့ငါပြောတာသဘောပေါက်သွားပြီဟုတွေးကကျေနပ်မိသည်ဒီနေ့ရောတော်တော်လေးကြံကောင်းနေသည်ကြကြမင်းကြီးစင်းလာလျင်ပင်လှမျိုးခင်တို့တလောက်ဝမ်းသာလိမ့်မည်မထင်အခုတော့မခင်ဝေတရနနက်သမင်းစားပြီးတရက်စီထိုင်ဆုပ်နေခြင်းဝဲပက်ကီထုံကြီးနဲ့ပေါက်ချလာလေသည် အမရဲ့အကိုဝမ်းခွဲတယောက်စင်ကာပူမှာသွားပြီးအလုပ်လုပ်တာလေအဲ့ဒါပြန်လာလို့ပါလာတာကြည့်ပါဦးမမျိုးရဲ့အစင်တွေကလှမလှဆန့်မဆန်းနောက်ပြီးဈေးကလည်းတွင်းဈေးပဲပေးရမှာတစ်ထဲမှ200တဲ့အမလေးဝမ်းသာလိုက်တာလာမျိုးခင်တယောက်တကယ်ပင်ဝမ်းသာလုံးစို့သွားရှာသည် စင်ကာပူကဓာတ်ရိုက်လာတော့အထက်များဆိုတော့ဈေးတဲ့ကအစင်တွေထက်ဆန်းမှာတော့သေးချာသည်ငွေကြတော့လဲတတ်တာသည်အိမ်တိုင်းရရောက်လဲရသည် တလတရားနဲ့နှစ်လခွဲဆက်၍လဲရသည်ကဲဒါပေမဲ့မယူရလင်းသာမျိုးခင်နင်းလောက်မိုက်တဲ့မိမတော့ရှိတော့မှာမဟုတ်ဘူးဟုကိုကိုကိုပြောရသည်လာလေပိုင်းရောက်ပြီးမို့ပစံအိတ်ထဲကအိမ်စရိတ်150သာကျန်တော့သည်မိဖို့ချောင်းတွင်လဲစီကကုန်ကန်နေပြီကြက်သွန်လဲမရှိရောပါးကလဲမိုးကအင်းကြီးပူစားနေသည်ကုံစရာတွေကအများကြီးရှိနေသေးသည်မို့လာမျိုးခင်တပြင်းချမိသည် သို့သောထိုတွေးများကိုချက်ချင်းပင်ခေါင်းထဲမှမောင်းထုတ်ပစ်လိုက်သည်ဒါတွေကိုထည့်စင်းစားနေလျင်ပက်ကီနှင့်ဝေးရတော်မူအိုးမတက်နိုင်ဘူးဟုတွေးပြီးရာရန်တစ်ချက်ပစ်ပေးလိုက်သည်လာလီရောပက်ကီ နောက်မှရောက်ရစားနှစ်ပင်စားရစားရပက်ကီကိုကိုအောင်ရွှေလဲလိုချင်သည်ပင်သို့သောသူလိုချင်သောပက်ကီမှာသူမိမ့်မှလှမျိုးခင်လိုချင်သော၆တောင်ပါတိတ်တော်မဟုတ် ဖြူဖြူဝင်းဝင်းအီအီထွေးထွေးလှလှပပကောင်မလေးဖြစ်သည်ကောင်မလေးမိကပက်ကီရဲ့ရတယ်လို့တော့ပြောတယ်ဗျဒါပေမဲ့အတိအကျမသိဘူးဖြစ်နေရဲ့ကောင်မကမှင်တော့အကောင်းသားပက်ကီအားကိုအောင်ရွှေစတွေ့ရုံကသူ့ကိုငေးရသည်နဲ့ခလုတ်တိုက်ပြီးခြေမပင်꿰ရသည်လှတော့အတော်လေးလှသည်အင်ကမိမလှမျိုးခင်တဲ့ဆယ်စမသားတောင်ငါးစလောက်တော့တာသည်ဘယ်ကကောင်မလေးပဲဗျာဟု တို့ယုံကအဘိဒံကြီးကိုတင်ဆိုးကိုမေးတော့အခါမှာမျက်လုံးပြူရတော့သည် အမလီလေးဒီကောင်မလေးကိုရနိုင်သည်ဆိုပဲကြီးကတော့ကြီးရဲ့ဗျဘလောက်များလဲဗျအတိကြတော့မသိဘူးတစင်စကားပဲနောက်ပြီးအမြဲတမ်းလည်းမဟုတ်ဘူးတခါတရံမှပဲတဲ့ဘလို့တခါတရံလဲအော်ဗျာခမည်းကလည်းသူငွေလိုတဲ့အခါပေါ့ဗျာဘလို့အခါမျိုးများငွေလိုပါမလဲနော် သူကအဖျားတက်တဲ့နှင်းကြီးမိသည် ကောင်းပါလေအဖေမေတွေဖြားနာကြပါစေအကျွေးတင်ကြပါစေထိုပက္ကီသည်ဤပက္ကီများကိုမြမြဝဲခြင်းပါစေဟုချက်ချင်းဆုတောင်းမိသည်သူမသာငွေလိုမည်မဟုတ်ပါလောအဆက်အသွယ်လေးပါလေးရှာပေးစမ်းပါဗျာကြည်လေးပါလေးလဲစုံစမ်းပါအောင်ဘာလဲလိုချင်လို့လားဒီလောက်နေနာလေးလိုချင်ပြီလားဗျာဘက်နဲ့ပြောပါလေခုရရင်ခုပဲပြောကြီးကတော့ကြီးမှာနော်ကြီးကြီးဗျာပေးနိုင်တယ်ပေါ့လေပေးမယ်ဗျာ မတကားတလာလုံးစားနေစားရရုံပေါ့ဒါမျိုးလေးများဆိုရင်အောင်ရွှေတို့ကတညကိုတလနဲ့လဲတဲ့ဗျသူကစိတ်အားထက်သန်စွာပြောမိသည် သူကအရက်ကိုကျုံရင်တောက်တော့လဲတိတ်မကြိုက်ဖဲကိုကျုံရင်ရိုက်တော့လဲတိတ်မဆွဲအစားကောင်းကိုကျုံရင်စားတော့လဲတိတ်မမတ်အဲ့ဒါမျိုးလေးဆိုရင်တော့ဖဲထက်၎င်းအရက်ထက်၎င်းအစားထက်၎င်းပိုပြီးကြိုက်လေသည်ဝါသနာကလည်းခပ်ပါပါမို့ ကြုံရင်ကြုံသလိုမကြုံမြန်တော့လဲမကြုံလို့မို့ကြုံရန်စူးစမ်းတက်လေသည်ကိုသားကိုမြားကိုမချစ်လို့တော့မဟုတ်သာမျိုးခင်သည်သူသုံးနှစ်သုံးမို့ပိုးပြီးယူထားသော မိမဖြစ်သည်သားနှစ်သမီးကိုတော့မိမထက်ပင်ပိုးပြီးချစ်သေးသည်သို့သောချစ်သည်ကချစ်သည်တပိုင်းဝါသနာကဝါသနာတပိုင်းဖြစ်သည်အထင်ရှားကြုံစရာကလေးများကိုတော့ကြုံရင်ကြုံသလိုကြုံရန်ငွေကုန်ကြီးကြခံလေးရှိသည်ဘဝဆိုတာ နေဖို့ထိုင်ဖို့စားဖို့တောက်ဖို့လောက်ပဲအမြဲရုန်းကန်နေရတာဒီလိုဖြည်ပြောမှုလေးတွေရှိအောင်မှနေပြောတော့မှာပေါ့သူကိုယ်သူတော့ခွင့်လွှတ်စေရအကြောင်းပြချက်ကောင်းကောင်းရှိသည်ဟင်ပြောင်ဟင်လွဲလေးဆိုတာစပြရတယ်တမျိုးတည်းကြာရှည်ဆွဲစားနေရင်ခရင်ပြတ်တက်ပါပြီတဲ့ဝါသနာတူအပေါင်းအသင်းများရှိရင်တော့ရှိသွမ်းသွေးပြီးပြောမိသည်မတက်နိုင်သောအခါရင်လဲမတက်နိုင်သည့်အလျာလက်တော့ဆုံးလောင်းနှင့်ပြီးကား တက်နိုင်သောအခါများတွင်လည်းဟိုတယ်တက်ပြီးဝတ်သားပေါင်းစားကြသည်ငမြင်းကောင်းခဲကြသည်သို့သောခုထိတော့ဝတ်သားပေါင်းတွေငမြင်းကောင်းတွေမစားနိုင်သေးပေလက်တော့ဆုံးလောင်းနှစ်ပင်ပြီးနေရသောကြောင့်တဲတော့မကြေနပ်လားအစာတောက်ကဈေးပေါ်တော့လဲပနစလင်ဘိုးကထီလာသည် ပက်ကီကတော့တကယ်ကိုတန်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 လေးပါရုပ်ကလည်းခမည်းမြင်တဲ့အတိုင်းပဲဗျာအဘိဓမ္မကြီးကိုတင်ဆိုးကပြောတော့သူကခေါင်းကိုတဆက်ဆက်ညှိတ်က ထောက်ခံမိသည်။မနက်ကြတော့သူမိမလှမျိုးခင်ကရေကြောင်ဖြစ်တဲ့ရွှွန်ကိုရေနဲ့ပဲစေးရတယ်။ပက်ကီကြောင်ဖြစ်တဲ့စိတ်ကိုလည်းပက်ကီနဲ့ပဲကုရမှာပဲဟုပြောသည်။တသက်နှစ်တကူသူမိမပြောသည်မှစကားတွေတွင်ဒီတခွန်အကြိုက်ဆုံးဖြစ်သည်။ဟုတ်တာပေါ့မှန်တာပေါ့ဟုခတ်သက်သက်ထောက်ခံပြလိုက်သည်။ဟုတ်သည်ပက်ကီကြောင်ဖြစ်သောစိတ်ကိုပက်ကီနှစ်ပင်ကုရမည်။နှစ်ရတဲ့ဟာမနေပါလား။အေးလေ ကြည်ကြည်ရေဆိုကမှဟွန်းသူကသူ့အိမ်ကို overline ရှိရဲ့ပြောထားပြီးအင်းကြီးမပြတ်အိမ်ပြန်မှာဒါကြောင့်မို့လို့ညဘက်တော့မဖြစ်ဘူးတဲ့အင်းလေးဘယ်တက်နိုင်မလဲနေရရောရှိပါတယ်ဒီနေ့တော့ကံကောင်းသွားသည်ကိုတင်ဆိုဤယေຊုကြောင့်ပွဲစားနှင့်ဆက်မိလေသည်နေရဆိုတော့သူနည်းနည်းတွန့်သွားမိသည်နေရဆိုတော့ညတော့များတယ်နော်ညတော့များတာပေါ့ဒါပေမဲ့မများဘူး လူပွဲစားကခက်ပြုံးပြုံးလေးဆိုသည်ငွေနေရဆိုတာဖနက်ကောင်းတရံပဲရတာပါဗျာရှန်ထမီတစ်ထဲဝယ်လိုက်ရင် ကုန်းရောရေမွေးဆိုရင်လည်းကောင်းကောင်းဆိုတပလင်းမဲရမှာနေမကောင်းလို့စိဝယ်တော့ရရင်တော့လောက်မာတော့မဟုတ်ဘူးသူ့ဖေးအတဝါယောဂါဖြစ်လို့ထရစ်သွင်းရမှာက190တဲ့ကဲဒီလိုဆိုတော့လေဟုတ်တော့တော့မို့သူဘာမှပြန်ပြောချင်တော့သူ့အိတ်ထဲတွင်ငွေမရှိသေးတော့ငွေရပေါက်ကိုတွေးရသည် ဟိုလိုလိုဒီလိုလိုနဲ့ညနေကျတော့နှင်အားပြည့်သွားသည်ညနေပြတော့ညနေပက်ကီကြောင့်ဖြစ်သောစိတ်ကိုပက်ကီနှစ်ပင်အမြန်ဆုံးကုရမည်ညနေကျတော့ရုံးစင်းအောင်မနေရောနှစ်ချက်ခွဲ၃နာရီလောက်ရှိရောအသားကလေးလဲပြီးအိမ်ပြန်လာသည်ချိန်ထားသောနေရာကို၅နာရီခွဲအရောက်သွားရမည်နောက်ကြမခန်းခြင်းစောစောပြန်ပြီးရေမိုးချိုးပုံနှံ့တာတာပြီးပြန်ထွက်၅နာရီတက်တမိနဲ့မှနောက်ကြလို့မဖြစ် နေရာကြီးများတောင်ပေးထားရတာမို့အချိန်သည်တန်ဖိုးရှိလာသည်။အင်းမိမအိုဘလို့ဖြီးရပါမလဲ။ overtime ရှိရဲဆိုပြန်ရင်လည်းဘာဖြစ်လို့နေခင်းမလုပ်ဘဲပြန်လာရတယ်လဲဖြစ်နေ ਉ မယ်။အင်းယုံကတငယ်ချင်းတယောက်မင်္ဂလာဆောင်လို့လူပြိုညကျွေးရလို့ညာပြောလိုက်မယ်။ဟဲဟဲအဲ့ဒါကောင်းတယ်။မယုံရင်လည်းနည်းနည်းပါးပါးချော့ရမှာပေါ့။သူကချော့ဖို့စိတ်ကူးပြီးပြန်လာတော့လဲမိမကသူ့ကိုစီးချော့တော့သူတော်တော်အံ့ဩတင်သွားသည် ဟောမောင်နှောင်ပြန်လာပြီစောလာချီလားမောင်ရဲ့နေမကောင်းလို့လားနေမှာပောက်ရီဦးရဲမှရေတစ်ခွက်ကို အပြေးသွားခတ်ပေးသည် သူ့ဘေးတွင်ကျုံကျုံကလေးထိုင်ကရက်ခတ်ပေးသည် သူကမောချင်ဟန်ဆောင်ပြီးခြေပြက်လက်ပြက်ထိုင်သည်မျက်လုံးကိုမှေးစင်ပြီးနေမအားအကဲခတ်သည်တခခုတော့တခခုပဲဘာတခခုမှန်းတော့မသိသေးသို့သောမကြခင်တိမှာပဲဆိုရာကိုတော့တည်သည်ထို့ကြောင့်အตาငြိမ်နေလိုက်သည် ခဏနေတော့မိမကလေချူချူပြျော့ပြော့လေးနဲ့ခေါ်သည်။မောင်ရီဒီမှာကြည်စမ်းပါလေဒီမှာလေးမလာဘူးလား။မိမအစင်ရှုပ်ရှုပ်အယောင်ဆုံဆုံအစာတစားကိုဖြန့်ပြသည်။ပက်ကီလေးမောင်ရဲ့နှစ်ရဲထဲနဲ့ရလိုက်တာ။ပါ။ तू ကလန့်ပြီးအော်မိသည်။သူ့ကြောင့်ဟိုသည်ပြီးသူ့မိမကတက်တက်ပြောလိုက်သည်ဟုပင်ထင်လိုက်မိသည်။မြတ်စွာဘုရားဒီပက်ကီနဲ့ဟိုပက်ကီဈေးချင်းတူတူပါလား။ ဈေးတော့နည်းနည်းကြည့်ရပေါ့မောင်ရဲ့အဲဒါပေမဲ့တန်ပါရဲ့ဟုတ်လားယူလိုက်ရမလားယင်ခင်ကလိုချင်လို့လားမင်းနေရာသေးလားမောင်ရဲ့အင်းနေရာဆိုတော့နှမျောတော့နှမျောစရာဒီဘက်ကြီးမြည်ယူလင်းဟိုဘက်ကြီးကိုသာတခါထက်ရနိုင်သည်ဟုသူကလည်းသူ့ဝါသနာနှင့်သူတွေးမိသည်မိမကယူလိုက်ရမလားဟုလေကျိုးကလေးနှင့်မေးနေတော့လဲယူပြီးဖြစ်ကြောင်းသူသိသည်မယူနဲ့ဟုဆိုရင်ရံဖြစ်ယုံသာရှိမည် သူလဲဟိုဘက်ကြီးစီကိုဖြောင်းဖြောင်းဖြူဖြူသွားရမည်မဟုတ်ဘက်ကြီးညရနဲ့ရတာတန်တလားမိမရဒီလိုဆိုယူလိုက်ပေါ့ကွာသူကသူ့အတွင်းနဲ့သူပြုံးပြုံးကြီးပြောလိုက်သည်သူစီမှခွင့်ပြုချက်ရတော့လာမျိုးခင်ခမတော်တော်ပြောသွားသည်ဆ၆နှစ်ရွယ်အပြိုမာလေးလိုမျိုးပြီးရှင်သွားသည်မောင်ရှိုင်းကြီးလိုချင်ကြံတဲ့အစာချုပ်လိုက်ပါလားခင်ကထမိန်တထဲစားပဲယူမယ်လေနေပါစေကွာမောင်ကဒီဘက်ကြီးမကြိုက်ပါဘူး သူကသူ့အိဗယ်နဲ့သူပြောသည်ခါတိုင်းလိုသားဆိုရင်ဟင်းဒါကဘာစကားလဲဒီပက်ကီမကြိုက်တော့ရှင်ကဘယ်ပက်ကီကြိုက်နေလို့တုံးဟုကက်ခနဲရန်ထောင်တန်ကြားရမည်ဖြစ်တော့လဲဒီတခါတော့မတ်ရွှေလာမျိုးခင်တို့ကသူ့စကားကိုဂယူထားမိပုံမဲမပေါ်မှန်ရှိပြေးပြီးပက်ကီကိုခါမှကက်ကြည့်နေသည်ဒီပက်ကီကတကယ်လှတာမောင်ရဲ့ဟိုပက်ကီကလည်းတကယ်လှတာပါကွာသူက စိတ်ထဲမှပြောသည် ဒီပက်ကြီးကို200နဲ့ရတာတကယ်ကိုတန်တာဟိုပက်ကြီးကို200နဲ့ရတာလဲတန်လိုက်မယ်ထင်ပါရဲ့ကွာသူက စိတ်ထဲမှပျော်သည် လာမျိုးခင်လဲပျော်နေသည် ကိုအောင်ရွှေလဲပြုံးနေသည် ပြုံးပျော်ခြင်းဟူသည်မှာဘဝဟာရာအဟောတုခံချမ်းသာစွာနာစင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အသက်အသက်တော့ဝိထုတို့ဇလန်းကောင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ရန်ကုန်သူ Oreo Channel လေးကို like and subscribe လုပ်သွားပေးပါအောင်နော်အားလုံးပဲ bye bye ပါ